ိုင်းတကွမင်္ဂလာပွဲမှာပြောခဲ့တဲ့စကားတကွကြောင့်လူပြောများနေတဲ့ပန်းရောက်ချင်းအခုရက်ပိုင်းတွင်မင်္ဂလာဆောင်ခဲ့တဲ့ပိုင်းတကွနဲ့သူတို့သမီးမလင်းမြပူတို့ရဲ့မင်္ဂလာပွဲကိုသွားရင်ပြဿနာတက်ခါလူတွေဝေဖန်ခြင်းကိုခံနေရတာကအဆိုတော်ပန်းရောက်ချင်းပါဒါကလည်းပိုင်းတကွနဲ့သူတို့သမီးလင်းမြပူတို့မင်္ဂလာညသာစာပွဲမှာပန်းရောက်ချင်းဝစ်စင်ခဲ့တဲ့ဝစ်စုံနဲ့စကားတကွကြောင့်ပါပန်းရောက်ချင်းကပိုင်းတကွတို့မင်္ဂလာပွဲကိုတက်ရောက်ခဲ့တဲ့အချိန်မှာပန်းရောက်ချင်းဝေစားထားပုံကအဖြစ်အပျက်ကောင်းဝင်ကြီးဖြစ်ပါတယ်ပန်းရောက်ချင်းဝေစားထားတဲ့ပုံစံဟာအဖြစ်အပျက်သူတို့သမီးတယောက်ပုံစံမျိုးဖြစ်နေရပါ ။ဒါပြင်ပိုင်တကောင်ကလင်းမြဖို့နဲ့တခါမှစကားမများရမ်းဖြစ်ဖို့ကြောင့်လင်းမြဖို့ကြောင့်သူစိတ်ညစ်မငိုရဖို့ကြောင့်မီဒီယာတွေမှာပြောပြတာကိုပန်းရောင်ချေကပိုင်တကောင်ကလင်းမြဖို့နဲ့ရှင်ဖြစ်တဲ့အကြောင်းကိုလူသိရှင်ကြောင့်ဖွင့်ချခဲ့တာမလို့ပိုင်တကောင်အရှက်ပြဲပြန်ကွေးရတာဖြစ်ပါတယ်။သူတို့သမီးလေးမြပူနေရကအကြည့်ရလဲကုသူတို့သားလောင်ကအချားမိတ်ကလေးနဲ့တညာလုံးဖုံးပြောနေတဲ့အကြောင်းလူပုံလေးမှပြောခင်ရတာကအောက်သက်သက်ဖြစ်စရာပါဒါကြောင့်လေလူတွေကတော့ပန်းရောင်ချေရဲ့လူမှုရေးမသိတတ်မှုကိုထည့်ပြောနေတာဖြစ်ပါရဲ့ရှင် အပိနာစင်ခဲ့ကြရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်